ညွာလုံးမင်လာပါစကားလေးဖော်ချန်နယ်လေးပြန်နေကြိုလိုက်ပါကျွန်တော်ကိုရင်းဖြစ်ပါတယ်ယူရိုဒါ International Break Day ပြီးဆုံးသွားပြီအမေပီလီပြန်ဆမယ်ပေါ့နော်အမေပီလီမှာဆိုရင်ဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့အင်္ဂလန်ပြီးမြားလေးပေါ့နော်ဒါပွဲစဉ်9ပွဲပြီးမှဘယ်တင်းနေခြေစမ်းကောင်းပြီးဘယ်တင်းနေရက်လက်ပိုင်းရမ်းညံ့နေလေပေါ့နော်ဒါအသေးပဲစရာတော်သက်ချလိမ့်လေကိုရင်းနေဆက်ပေးသွားမယ်အဲကျွန်တော်တို့ဒါပွဲစဉ်နေတော့ကျွန်တော်ပြန်ပြေးမှာဆိုရင်တော့ဒါတောက်ကြနေညပေါ့နော်စနေမနေ့အစောဆိုတော့တောက်ကြနေကြရင်ကျွန်တော်ဗီဒီယိုပြန်တင်ပေးပေးပါမယ်နော်မောင်းနေလေပြန်ပြေးပေးပါမယ်နော်ဒါပေမဲ့ဒီဂျားရက်မှာ ကျွန်တော်ပွဲစဉ်လေးပို့ကျွန်တော် online ပွဲလေးရှိပေါ့နော်ဒီပွဲစဉ်လေးတော့ဒါကျွန်တော် Telegram channel မှာတင်ပေးမယ် Telegram channel မှာမောင်းကက်လေးပါပပလေးပေါ့နော်အဲအပျော်မောင်းလေးပါကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါကြောင့်ညီကိုအနေနဲ့ Telegram channel လေးကို join တာပါဒီ video ကို comment link မှာ Telegram channel link လေးရှိရပေါ့နော်ကျွန်တော်ဒါအခုဒါတော့ကပွဲစဉ်ခုနှစ်ပွဲပြီးပါပြီပြည်ပြလေးမှာဆိုရင်ဒါအဆင့်တနေရာမှာတော့ဒါစင်မြန်ကြီးရက်တီနေရာမှာတော့အာဆင်နယ်သင်းနေနဲ့16မှတ်နေနဲ့ဒါ9ပွဲ9တပွဲတည်တပွဲရှုံး အနေထားမျိုးနဲ့ဒါအဆင့်တနေရာကိုရောက်ရှိနေတယ်ပေါ့နော်လီဗာပူးတင်းရတော့ဒါရာမတ်15မိနစ်နဲ့အာဆင်နယ်တင်းရတော့ပရက်ရှာလိုက်ပေးထားတာရှိရပေါ့နော်လီဗာပူးကတော့9ပွဲနိုင်ထားပြီး9ပွဲရှုံးထားတယ်ပေါ့နော်ဒီကျွန်တော်တို့လီဗာပူးခုနောက်ပိုင်းကျွန်တော်တို့ဒါညီကိုသတိထားမိလိမ့်မယ်လီဗာပူးတင်းနေတဲ့ဒါနောက်ပိုင်းရက်လက်လေးရမ်းတော့မကောင်းလာဘူးလို့ပြောလို့ရပါတယ်နည်းနည်းလေးခြေစမ်းပိုင်းအစကျွန်တော်တို့ရာသီစတော့လုံးဝ strong ဖြစ်တယ်ပေါ့နော်နောက်ပိုင်းကိုချန်ပီယံလိဂ်တွေကန်တာပါကန်တာတွေပါရှိတော့လီဗာပူးတင်းနေတဲ့ရက်လက်ပိုင်းဟလောက်ကြီးတိတ်တော့ မကောင်းလာဘူးလို့ပြောလို့ရပါဘောနော်အားကြီးကတော့ဒါဒီနေ့ကျွန်တော်တို့ကတော့အာဆင်နယ်တင်းအောင်လို့ရသည်ချင်တယ်ဘောနော်ဟောအာဆင်နယ်ဒါပြင်းပြလေးဖလားမရတော့ကြာပြီဒီနေ့မှဒါဒီကနေ့ကဒီဘောလုံးဒီတိုင်းဝိုင်းနေရာလေးခံမန်းတော့ဒါအာဆင်နယ်ကိုတစ်ပြေးတယ်ဘောနော်ဒါပြင်းပြလေး ကြောက်လို့ဒါဖလားစုကုနိုင်မဲ့အတင်းကတော့အဆင်နဲ့တင်းဖြစ်တယ်ဆိုပြီးတော့ဒါနံပါတ်1နေရာမှာတော့ပြေးနေပါတော့။နောက်ဒါအဆင်3အဆင်3တော့ကျွန်တော်ကျွန်တော်ဒါရင်တော့ကျွန်တော်စပါးနဲ့ခုစပါးတော့မတူဘူး။ဒါတော်တန်ရစပါးတင်းကအဆင်3မှာရက်တည်နေတယ်။ဒါဒီနေ့မှာလုံအောင်စပါးတင်းတော်တော်လေးပြန်ကောင်းလာတွေ့ရတယ်ပါတော့။ စပါးတင်နေတဲ့ရလပိုင်းတွေတော်တော်လေးကောင်းလာပြီပြောလို့ရတယ်ဒါအရင်တော့စပါးတင်နေတဲ့ခုစပါးနေအောင်လည်းလည်းကွာဝိုင်းပြီလို့ပြောလို့ရတယ်ဗောနော်ဒါအစင်းဆုံးနေမှာရက်တည်နေတယ်ကျွန်တော်တို့ဒါဖျက်မြင်းသင်းနေတော့ရောက်ရှိလာပြီဗောနော်ဒါအစင်းလေးနေရမှာတော့ဒါဖုံးမောက်အစင်းချောင်းနေရမှာခရစ်စတယ်ပဲလေးဗောနော်ဒီအသင်းနေဒါအင်ကွင်းရလပိုင်းတွေတော်တော်လေးကောင်းပါတယ်အသင်းကြီးတွေမနှဲကန်တဲ့အသင်းမျိုးတွေထီကိုဒါတော်တော်လေးကိုကောင်းလာပြီပြောလို့ရတယ်ဗောနော်ဖုံးမောက်တို့ဒါပဲလေးတို့ကတော်တော်လေးကို ခြေစမ်းပိုင်းရန်တက်လာတယ်ပြောလို့ရတယ်ဒီဒီကျွန်တော်ဒီနေ့ပြမြလိုက်မှာဆိုရင်ပေါ့နော်အဆင့်9နေရာမှာတော့ဒါမန်ချက်စတာစီးတီးပေါ့နော်စီးတီးကတော့ဒါဟိုရင်တော့ကျွန်စီဒီရဲ့တခိတခါတော့စီဒီကတော့ဖလားတွေတိမ့်မယ်ပေါ့နော်ကျွန်တော်ဒီပြီးများလေးမှာအာကောင်းဆုံးအာအတောင်နှင်းဆုံးအသင်းဖြစ်ရက်တည်တဲ့အသင်းပေါ့နော်ကျွန်တော်ဒီခုနောက်ပိုင်းမှာဒါစီဒီနေနဲ့တော်တော်လေးဟိုဟာပုံဆိုးပန်းဆိုးအနေထားမျိုးတွေရောက်ရှိခဲ့ပေါ့နော်ဒါကြောင့်ဒါစီဒီကဒီနှစ်မှာတော့ဒါဟိုပြောလို့ပြောရမယ်ဆိုရင်တော့ဒါ ကောင်းတယ်အောင်မကောင်းတယ်အောင်ဒီလိုပုံစံမျိုးလေးပဲမြင်နေရပြီเนาะရန်ကြီးကျတို့ဒါဖြည်းဖြည်းမြောက်မြောက်ဒါခြေစမ်းပိုင်းတွေရန်ကောင်းပြီရန်ကြီးခြေစမ်းတွေပြနေရတော့မရှိဘူးပေါ့เนาะကြောက်အဆင့်ခွန်ပေါ့เนาะအဆင့်ခွန်တော့ကြောက်ချက်စီပေါ့เนาะချက်စီကတော့ဒါဒီနေ့ကစားသမားဝင်ထားတဲ့စင်းတွေတော့တော်တော်လေးတော့များတယ်အဲချက်စီတင်းဖန်တွေဆိုသိလိုက်မယ်နော်ချက်စီတင်းမှာကားဒါလူကျွန်တော်နှစ်ဟိုပါပေါ့နှစ်ဆူစာပေါ့နော်ဘလုံးသင်းနှစ်ဆူစာသုံးဆူစာနီပါလောက်ဒါလူစင်းအင်အားတောက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ချက်စီကတော့ကျွန်တော်ဒါ အဲ9ပွဲကန်တာမှာ3ပွဲနိုင်တယ်9ပွဲတည်ရေ9ပွဲရှုံးတာပဲဗောနော်ရာမစတက်မန်နဲ့အဆင့်ခွန်မှာယက်တည်နေတယ်ဗောနော်ပြီးတော့ကျတော့ဒါအဆင့်ရှစ်စစ်စီရတာအေဗာဒန်တင်းဗောနော်အေဗာဒန်တင်းလည်းဒီနေ့ကျတော့ဒါအေဗာဒန်ရဲ့ကျတော့အဲရှိပါသေးတယ်အေဗာဒန်ကတန်ဆင်းဆုံးတာတော့ဒါလွတ်လွတ်လေးကန်သွားတဲ့ဟိုအမနေရုံးရတာဗောနော်တန်ဆင်းသွားပြီလောက်ထင်ရတယ်ဒါဒါပေမဲ့ဒီနေ့မှာလောင်းအောင်အေဗာဒန်တင်းနေနေ အကောင်းဆုံးပြန်ပြီးတော့ပြင်ဆင်လာပြီးတော့အကောင်းဆုံးခြေစမ်းနေပိုင်ဆိုင်ရလို့ပြောလို့ရတယ်ပေါ့နော်ဒါစီးရီးယားပြောင်းသွားတဲ့ဂါလစ်လို့ပါလို့ဆိုရင်ဒါ Everton မှာတော်တော်လေးခြေစမ်းပြနေလို့ပြောလို့ရတယ်ပေါ့နော်ကြောက်တာအဆင့်ကိုအဆင့်ကိုတော့ဒါတန်းတက်လာတဲ့ Sunderland တင် Sunderland တော်တော်ကောင်းပါလေဟိုကျွန်တော်တို့ဒါ Sunderland ပွဲကြီးကြည့်ပြီးကြည့်တဲ့ညီဝေလေးတိလိုက်မယ်ဒါတန်းတက်လာတဲ့အထက်မှာ Sunderland တော်တော်လေးကိုခြေစမ်းကိုကြစ်လစ်ပြီးတော့ဒါလုံအောင်တည်ငြိမ်နေတဲ့အတင်းလို့ပြောလို့ရတယ်ပေါ့နော်အဆင့်တစ်စီကတော့ဒါကိုရင်းတို့ရဲ့ဒါ ကိုင်းရဲ့အမကန်အားပေးတဲ့ပေါ့နော်အဲ United တင်းဖြစ်ပါတယ် United ကတော့ဒါကောင်းလိုက်မကောင်းလိုက်ရလာပိုင်းခုဒါဒီဂျာရဲ့မှာဂျာကျွန်တော် United အနေနဲ့ဒါ Liverpool နဲ့ကံဖို့ရှိပါတော့ Liverpool ကမှသွားကံမယ်ဘယ်လိုရလက်လေထွက်လာအောင်မလဲတော့မသိဘူးပေါ့နော်ဒါ United fan ဖြစ်ပေမဲ့ United အကြောင်းကြားရင် United သတင်းကြားရင်အာဖတ်မိတယ်ဟာ United show ရင်အဲကြေကွက်မိပေါ့နော်ဒါကတော့ဒါ United fan ရဲ့ဒါခံစားချက်ပေါ့နော်ဒါပေမဲ့ အာကွင်းလို့ဆိုရင်ဒါအားပေးတာလည်းကြာပါပြီဟောဖာကူဇန်လက်ထက်လောက်ကြရပါတော့အဲတော်တော်ကြာပြီဟောကွင်းဆိုကွင်းလို့ဒီအသက်နဲ့ပြန်တွက်မှာဆိုရင်ဒါ United ကိုအိုးရင်နေကတော်တော်လေးကြာပြီအားပေးလာတာပါတော့အဲအဲ့တော့တကယ် United United ရွှေခေကတော့မိခဲ့တယ်ပေါ့နော်မိခဲ့ရဲဟိုကြာလို့လူထဲမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်အာ United ရွှေခေကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့အခုကြာလို့ဒီနှစ်ပြင်းပြလိမ့်မှာတော့ဒါ United အနေနဲ့ကြာခုနှစ်ပွဲကန်ထားတဲ့နေရာမှာ၃ပွဲ နိုင်လာတဲ့တပွဲတရေ၃ပွဲရှုံးထားတယ်ဗောနော်ရမတ်ဆယ်မန်နဲ့အဆင်10နေရာမှာရက်တည်နေဗောနော်ယူနိုက်တက်ဒါဟိုကျွန်တော်တို့ဒါနီဘီယာအမော်ရီနေနဲ့လဲဒါကျွန်တော်တို့ဒီကစားနီးစနစ်ပိုင်းဗောနော်နီးစနစ်ပိုင်းအောင်ကောင်းကောင်းလေးပြန်ပြီးတော့ဟိုတကယ်လိုအပ်တဲ့ကစားသမားကိုသူ့လိုအပ်တဲ့နေရာစန္ဒာပွိုင်းမှာအကောင်းဆုံးအသုံးချနိုင်ရင်တော့ဒါယူနိုက်တက်နေနဲ့ဟိုခြေစမ်းပြန်တည်ငြိမ်လာမယ်လို့ထင်တယ်ဗောနော်ကျွန်တော်ဒါ assist 7 7 7နှစ်ကတော့ကျွန်တော်ဒါ Newcastle ပေါ့နော် Newcastle က7 ဲ Brighton ကတော့ဒါအစင်းစနစ်မှာရပ်တည်နေတယ်။ Newcastle ကဒါမနစ်ကရလက်ပိုင်းတဲ့ဆိုင်တော့ Newcastle ခြေတော်တော်ကျသွားတယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့ဒီ Newcastle ရဲ့အပြောင်းအရွှေ့သတင်းတွေကလည်းအနေများရပါတော့ Iset တို့ပါဆိုလေဘာဘူးပြောင်းသွားရ။ Newcastle ရဲ့အဓိကကျွန်တော်တို့အဲကွင်းလင်ဒါသူ main မိနစ်ကကြောက်ကစားသမားတွေတော့ Kumaras ဆိုပါလေ main ကစားသမားတွေတော့ကြံတော့ကြံနေတယ်။ဒါပေမဲ့တိုက်စစ်ပိုင်းမှာ Newcastle နေနေဟိုကစားသမားဖြစ်တည်မှု ရှိတော့ရှိတယ်ဒါပေမဲ့တိတ်အရင်ကောင်းတဲ့အထက်မှာတော့မရှိခဲ့ဘူးပေါ့နော်အာနျူကာဆယ်ဒီနေ့မှာတော့ဒါခြေစမ်းပိုင်းတော်တော်လေးကြာသွားတယ်ပြောလို့ရတယ်ပေါ့နော်အီဆက်ရှိတော့နျူကာဆယ်နဲ့အီဆက်ထွက်သွားပြီးနောက်ပိုင်းနျူကာဆယ်တင်းကတော့နည်းနည်းလေးကွာခြားမှုတော့ရှိပါတယ်ပေါ့နော်ဒါဆင်းစစ်မှာနျူကာဆယ် Brighton တော့ဒါဆင်းစစ်နေဒါမြင်ရဆိုရင်ဒါဒီ Brighton တော့ဘာလို့ပါဆိုရင်ဖြတ်မြင်းတင်းနေဒါပေမဲ့ဒီနေ့ကောင်းနေရကြောင့်ခုနပြောသလိုဖုံမောနဲ့ပဲလေးရတော့ဒါဒီနှစ်တင်းရဲ့အပေါ်ကိုရောက်သွားပြီပေါ့နော်အဲလုံးဝပြန်ဆန်ကောင်းနေတယ်ဒါရက်လက်ကောင်းနေပိုင်ဆိုင်ထားတဲ့အသိနေဖြစ်သွားပြီပေါ့နော်ဘိုင်နန်ကအစစ်စနေကျွန်တော်တို့ဒါ နောက်တသိန်း73 Aston Villa ပါเนาะ Aston Villa တော်တော်ကောင်းတဲ့မင်းကဆိုတော်တော်လေးတော်တော်လေးကောင်းတယ်ပြောလို့ရတယ်ဒါဟို Aston Villa ရဲ့အင်ကွင်းကလောကကိုအသင်းကြီးမနိုင်တဲ့အင်ကွင်းမျိုးချိန်စာတင်းတဲ့အင်ကွင်းမျိုးလောက်ဒါတင်စားလို့ပြောလို့ရတယ်เนาะ Aston Villa ရဲ့နေကတော်တော်ကောင်းပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ Aston Villa အနေနဲ့ဒါဟိုခြေတမ်းပိုင်းရရင်မပြနိုင်တာတော့မရှိခဲ့ဘူးကျတော့9ဘွဲကန်ထားမှာဆိုရင်ဒါ9ဘွဲ9ဘွဲ9ဘွဲပဲရထားတယ်သေ3ဘွဲကြာထားတယ်9ဘွဲရှုံးထားတယ်ပေါ့နော်ဒါဗီလာနေနဲ့ကဒါဒီနေ့မှာရလပိုင်း ်ရရင်တော့ဟိုမျောလင်းကြက်တော့မရှိဘူးเนาะအစင်းဒါ73မိုက်ရနေတယ်အစင်း45 16ကတော့ဒါအဲ brand for brand တို့လည်းခြေကြပါပြီပြောလို့ရမှာเนาะဒါ F1 တော့အဆင့်စလေးဒီကျွန်တော်မိနစ်ကကြောင်ဇီယားမှာဆိုအလင်လောက်ဝင်နေတဲ့အသင်းမျိုးပေါ့เนาะဒါကြောင့်ဝင်နေတဲ့ကဒါရက်လက်ကောင်းလိုက်မကောင်းလိုက်အနေထားမျိုးလေးပဲရှိရပါเนาะအဲတနက်လာရက်ထဲမှာလီလီကတော့ဆင်း55မှာရက်တည်နေပါเนาะကြောက်ဒါတန်းစည်းစုံနီးနေတဲ့အသင်းတွေကတော့ဒါကြောက်ဒါ brand for brand ကတော့16 အဲကျွန်တော်တို့အဆင်း16မှာရက်တည်နေပါတော့ဒါ Rambo လည်းဒါတော်တော်လေးခြေစမ်းကြာသွားပြီပြောလို့ရပါဘောနော်ကျွန်တော်18 18 19 20ဒါကျွန်တော်ရက်လက်ပိုင်းတော်တော်လေးကြာနေရတော့ဒါတက်တက်လာလေးဘန်လေးဘန်လေးကတော့ဒါ18 18မှာရက်တည်နေတယ်ဝက်ဆန်တော်တော်လေးခြေကြပါပါလေဝက်ဆန်တင်းနေတဲ့ဒါနီးပြပြောင်းရင်ပြောင်းကစားသမားပြန်ကျွန်တော်တို့ဒီ ရာဒီဝက်ကစားမပြန်ခေါ်ရင်လဲဒါဟိုအတင်းအတွက်ဒါပြန်ပြီးဒီစောက်ဖို့အနေအထားမျိုးရောက်နေပြီလို့ပြောလို့ရမှာเนาะဘောဆန်းတော်တော်ခြေကျသွားပါလေရလာပိုင်းတော်တော်ညံ့သွားပါเนาะပြီးဝိုင်းတန်ဝိုင်းတန်လဲဒါဒီနေ့မှာတော်တော်လေးခြေစမ်းအောင်အရန်ကိုကြပါပြီပြောလို့ရရင်နိုင်ဝဲတပွဲမှာမတွေ့တာဘူးเนาะဝိုင်းတန်နဲ့ဒါနိုင်ဝဲလုံးဝမတွေ့တာဘူးပြောလို့ရမှာเนาะဒါကြောင့်အဲဘောဆန်းရောဝိုင်းတန်ရောဒါဒီနေ့မှာတော်တော်လေးရလာပိုင်းခြေစမ်းတော်တော်လေးကြပါပြီเนาะနော်တန်ဖော်ရက်ကတော့ဒါဟို အရင်ကျွန်တော်မနစ်ကနော်တန်ဖော်ရက်ဒါပြောမယ်ဆိုနီးပြတို့ထုတ်လိုက်တဲ့အမားရဲ့ပိုင်းပါမှာပါနော်ဒါနော်တန်ဖော်ရက်နီးပြမနစ်ကတော်တော်လေးဆန်းဆောင်မှုအကောင်းဆုံးပေးပါတယ်ဟာတော်တော်လေးကိုရလပိုင်းကဒါပြောမယ်ဆိုတော့တော့ပြေးနိုင်တဲ့နေသားမျိုးဒါတကယ်ကိုရာတီဝက်ပြီးတော့နော်တန်ဖော်ရက်တက်ချက်ကြီးကအကြောက်ဖို့ကောင်းတယ်ပါနော်ဒါကြောင့်ဒီနေ့မှာနော်တန်ဖော်ရက်အနေနဲ့ဒါပြောင်းရွှေ့တဲ့အကြောင်းဒါတော်တော်လေးကိုရလပိုင်းညံ့သွားပြောလို့ရပါနော်အစင်ဆက်ခွန်မှာရက်တည်နေပါနော်ဒါအုစုစီရတာကြောင့်လို့ဒါ ခုနှစ်တော့ပြီးသွားပြီပေါ့နော်ဒါအများကြီးလိုပါသေးတယ်ပြီးများလေးကကျတော့38ပွဲဆိုအများကြီးလိုသေးတယ်ပေါ့နော်ညိုးနေတဲ့ဒါကကျတော့တောက်ကြနေမှာညိုးတို့ခုနကပြောသလိုအဘီယိုတပွဲကောင်းနေမောင်ကက်တွေပြန်နေပေးမယ်ပေါ့နော်ဒီဂျားရဲကတော့အဲပွဲတွေလိုချင်တဲ့ညီကိုတွေကတော့ဒီ Telegram channel ကို join လုပ်ပေး Telegram channel မှာကျွန်တော် free တင်ပေးရပါတော့ဒါ Telegram channel လေးကို join လုပ်ဖို့မေးပါတယ်เนาะကျွန်တော်ဒါတောက်ကြနေညာစနေမနေ့အစောကျွန်တော်ဒါ club ပွဲစဉ်တွေမှာညီဝဲတူပြန်ပြီးဆုံပါအောင်မယ်အားလုံးဒီနေရာပဲနှုတ်ဆက်လိုက်ပါတယ်ကိုရင်အားပေးတဲ့ဒါ TikTok ဟာ YouTube ဟာ Facebook ဟာညီကိုတယောက်ချင်းတိုင်ကျေးဇူးတင်ပါ